မကွေးတိုင်းငဖဲမြို့နယ်ပဒန်းမြို့အနာကနယ်ရေကန်တောင်ကုန်းပေါ်ကစစ်တပ်လေကြောင်းရံကာကွယ်ရေးဗျူဟာစခန်းကုန်းရဲ့အားထားရတဲ့ဖိုက်တာစခန်းကုန်းကိုအရခတ်တတော်အေအူးဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကမနေ့ကထိုးစစ်ဆင်တိုက်ခိုက်ရမှာလက်နက်တွေကိုစွန့်ပစ်ကစစ်ကောင်စီတပ်သားတွေကစင့်ကလေးအားဆုတ်ခွာထွက်ပြေးသွားကြတယ်လို့တင်ပြရရှိပါတယ်အဲဒီစကန်ကောဟာဘုံမုံအဆင့်ရှိသူထိုင်းတဲ့စကန်ဖြစ်တယ်လို့စီးရဲတရင်ရင်းမြစ်တယောက်ကပြောဆိုပါရယ် စစ်ကောင်စီအင်အားတရာရောချီပြီးတော့ drone sniper လက်နက်ကြီးအမျိုးအစားအများပြားတပ်ဆင်ထားတဲ့စခန်းကုန်းကြီးတစ်ခုဖြစ်တယ်လို့လည်းဆိုပါရယ်လက်ရှိမှာအရခတက်တော်နဲ့ပူပေါင်းတော်လှန်ရေးတပ်တွေကလက်နက် KN တွေကိုသိမ်းဆီးထားပြီးတော့စခန်းကုန်းတစ်ခုလုံးကိုပါအပိပိုင်ထိန်းချုပ်ထားတာဖြစ်ပါရယ်ဖိုက်တာစခန်းကုန်းအနာကဇင်ပွမ်းရာစစ်စခန်းကိုလက်နက် KN တွေနဲ့တက်ဆုပ်လို့ရပါမယ်လဲနောက်မဆုတ်ပဲလက်နက် KN တွေကိုအကုန်ထားကထွက်ပြေးသွားကြတာကြောင့် တက်ကိုမပြန်လို့ပဲတခြားနေရာကိုထွက်ပြေးသွားကြပုံရတယ်လို့လဲစီရီသုံးသက်သူတွေကပြောဆိုကြပါရဲ့ရှင်။